နနေ့တိဆက်ရုံနဲ့လာပွဲတခါတော့ကလာပွဲဆိုတဲ့ကောင်းလေးဟာမမနဲ့အတူနေတိုင်းတဲ့လာပွဲကအရန်ကူညီတတ်တော့တရွာလုံးကသူ့ကိုရှစ်ကြတာပေါ့လာပွဲကစော့ရတာနဲ့မုံစားရတာကိုကြိုက်တဲ့အတွက်နေတိုင်းအပြင်ထွက်စော်ရင်တွေ့သမျှလူတွေကိုကူညီပေးတော့သူကူညီပေးတဲ့လူတွေကသူ့ကိုကျေးဇူးတင်ပြီးမုတ်တူကြေးကြတာပေါ့လာပွဲတို့မျိုးကလေးကခီးသွားတွေများတော့ ခီးသွားတဲ့အနေနဲ့ရှိတဲ့နေရာတွေကိုမသွားဖို့လမ်းညွှန်ပေးရမှာကတူတာဝင်းလို့လောက်ွယ်ကတွေးထားတာပေါ့။ဥဥအဲ့ဒီလမ်းကမသွားနဲ့။ရှုံနေထူနေတဲ့လမ်းကမတုံးတာကြပြီ။စွန့်ပစ်ထားတဲ့လမ်းမို့လို့လူတွေအတုံးပြုတ်နေကြလမ်းကသွားတာကမြေမြုပ်မိုင်းတွေစစ်ကြံလမ်းနဲ့တွေအနေကနေဝေးမှာ။ဟိုဘက်လမ်းကသွားနော်။လောက်ွယ်ပြောတဲ့စကားကြောင့် ရှုံတူနေတဲ့လမ်းဘက်ကသွားမဲ့ဦးဦးပြန်လှည့်ပြီးလမ်းမကြီးပေါ်ကိုတက်သွားတယ်။လာဘွယ်ကိုလည်းကျေးဇူးတင်ကြောင်းပြောသွားတယ်။ဒီလိုလမ်းညွှန်ရတာကိုကြိုက်တဲ့လာဘွယ်ကနောက်နေတွေမှာပုံပြီးအနေအများတဲ့ဒေါ်ဆက်ကလမ်းတွေမှာသွားဆောင်နေပြီးဒေါ်ဆက်ကိုလာတဲ့သူတွေကိုပြန်လွှတ်ပို့ဆောင်နေတော့တယ်။အဲ့ဒီညလာဘွယ်ရဲ့အိမ်မက်ထဲမှာနနေသည့်ဆက်ရုပ်ကလေးလူပုံစံဆက်ရုပ်ကလေးနဲ့လာဘွယ်တို့ တောဆက်ကိုသွားနေကြတယ်။ဒီတခါတော့တောရဲ့ပုံနဲ့တဲ့နေရာကို လားပွေသွားဖို့လုပ်ပါတော့တယ်။တောရဲ့ဘယ်နေရာမှာမြင်မြုံမှရှိလဲဆိုတာကိုအမှတ်အသားပြတာတက်တော့လားပွေလည်းအตาလေးရှောင်မိသွားတာပေါ့။အဲ့ဒီအချိန်မှာပဲဘုံဆိုတဲ့တန်းကြီးကိုကြားလိုက်ရပြီးလားပွေလွန်းထွက်သွားပါတော့တယ်။သူတို့သွားနေတဲ့နေရာမှာအမှတ်အသားမပြထားပဲစစ်ကြံလမ်းနဲ့တခုရှိနေပြီး အဲ့ဒီစစ်ကြံလက်နက်ကိုလူပုံစံဆက်ရုပ်ကလေးကတွားကြိုင်မိရပါသူ့ဘေးကိုကြည့်လိုက်တော့လူပုံစံဆက်ရုပ်ကလေးရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကတစကြီးဖြစ်နေရကိုတွေ့လိုက်ရတယ်။လာဝယ်လမ်းပြီးအသက်ရှူကျက်လာတယ်။လာဝယ်ရေးသားကအရွယ်မရောက်သေးတဲ့သူဆိုတော့အခုလိုအနေရများတဲ့နေရာတွေကိုတယောက်တည်းချက်မသွားရဘူး။လူတွေကိုအနေရဲ့ဘေးကကူညီတာကကောင်းပေမဲ့ ို့အတွက်ပါအနေအများစီမဲ့အရာတွေကိုတော့ချောင်ရမယ်နော်။နည်းနည်းသေးဆက်ရုပ်ကလေးရဲ့ဇကားကိုနားကကြားနေရပါမယ်။လောက်ွယ်ကလှုပ်လို့ရော အသက်ရှူလို့ရောမရဘူးတဲ့။အိမ်မက်ကနိုးလာတာနဲ့သူ့လဲပင်ပေါ်မှာကြောင်လေးညံ့ညောင်းအိတ်နေလို့သူအသက်ရှူလို့မရတာကိုသိလိုက်ရတယ်။မမကကြောင်လေးကိုဖဲပြီးလောက်ွယ်ကိုဖတ်တာပေးပြီးရေးတိုက်လိုက်တယ်။လောက်ွယ်လည်းနာငူလူတွေကိုကူညီဖို့အတွက် အခုလိုအနေအများနဲ့နီလန်းနဲ့မဟုတ်ပဲတခြားနီးနဲ့ကူညီဖို့ဆုံးဖြတ်လိုက်တယ်။